ကလေးပံပြိုးသူတော်လန်ကလေးကများအားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန်ရေကျိုး channel လေးဖြစ်တဲ့ကလေးက universe ရေကျိုး channel လေးကနေပြီးတော့တပံပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကလေးကတို့ရေကျွန်တော်ခုဘယ်မှာရောက်နေလဲဆိုတာခံမကြည့်လို့ရမလားလေတိုးတန်လေးကတဟူးနဲ့ နောက်မှာလဲ supporting ပေးနေတဲ့ motion កောင်းနေတဲ့ဟုတ်ပါတယ်တအားကိုတာယာလုံးနဲ့កောင်းမောရောက်နေတာပါလို့ကဲဒီနေ့ကျွန်တော် clicker root ကိုပြန်ပြီးတော့အများဝေပြင်နေတာလေးကဆရာအခြေရောရဲ့အမတ်တရားအနေနဲ့ဆရာရေးသားထားတဲ့မိတာဟတရားဟာတတကြံဆိုတဲ့အစာအုပ်လေးရဲ့အခန်းဆက်ဖြစ်တဲ့ အပိုင်း26လေးကိုဇလက်ပြီးတော့မျှဝေပေးခြင်းပါတယ်။ပြန်လည်းမျှဝေခွင့်ပြုပါလို့လဲဆရာရဲ့သက်ဆိုင်သူအားလုံးထံမှကျွန်တော်မေတ္တာရဲ့ခံခွင့်ပန်ပါတယ်ဗျ။ကဲကလစ်ကားတို့ရေ topic 26လေးရဲ့ကောင်းစဉ်လေးကတော့အသုံးတမှုရှိပါစေတဲ့။ကဲဆရာဘာတွေကိုဘလို့အသုံးသက်ခိုင်းတာလဲ။ကျွန်တော်နဲ့တူလိုက်ပါ။ နားဆင်ပေးပါအောင်ခင်ဗျာ Topic 26ဘဝအောင်မြင်ရေးလေကားနံပါတ်26စကားပုံဖြစ်ပါသည် Ever Jump Fine Never Crazy အကြောင်းရှိ၍အကျိုးရှိခြင်းဖြစ်ပါသည်အကယ်၍တကူရှင်တူကအစိုးတစ်ခုတောင်းပါဆိုလူတိုင်းဥစ္စာနဲ့အာနာကိုသာတောင်းချမှာဖြစ်ပါသည် ထိုရာများကအသင်အရေးချင်းနဲ့အတုံးတဲမှုရှိပါသလားမိသူကမှစဉ်းစားကြမည်မဟုတ်တံမိုးရှိသောအရာတခုမိမိလက်ထဲရောက်ပြီးမှမိတို့အတုံးပြရမှန်းမသိသူသည်မိုးရွာပြီးနေသာသောနေ့၌လမ်းလျှောက်ထွက်တဲ့သို့ပင်ဖြစ်နေလိမ့်မည်လူတို့အတုံးတဲခြင်းမတဲခြင်းသည် သူ၏ဆောင်ရွက်ခဲ့သောလောကိုင်းအချင်းအမှု အပြုအမူများမှမွေးဖွားလာသောဆုလမ်းများပင်ဖြစ်ပါသည်အတုံးမတဲ့သောသူအတုံးမတဲ့သောပစ္စည်းသည်ဘယ်မှာအကျိုးကိုဆောင်နေမှာမည်နည်းအမေရှိဤအသက်65နှစ်မွေးနေသောအနေချားရောက်နေသောတာတုံးယောက်ကကောင်းပေဆိုတဲ့လက်ဆောင်ပစ္စည်းများကိုပေးပို့လိုက်ကြသည်တာကြီးကနှဆောင်ပြိုင်နှထပ်အင်ကြီးပိုင်ဆိုင်ခွင့်တာလက်ကမာစီးဒီစင်ကန်ကားနဲ့တားငယ်ကတော့ တမကျန်းစာတအုပ်လုံးကိုအာကုန်ဆောင်ရွတ်ဖတ်နိုင်ရွတ်ဖတ်တည်ဆဲနိုင်တဲ့ကျက်သူရီလေးတစ်ခေါင်လုံးဖြစ်ပါသည်အမေကသားသုံးယောက်အားဂျေဇူးအထူးတင်ကြောင်းတဝန်လွာပြန်ပို့ပါသည်သားတို့သားတို့သုံးယောက်ဟာနေချားမှာအလွတ်လုံနေတာနှစ်20လောက်ရှိပေမဲ့အမေမွေးနေ့ကိုမမေ့ချတဲ့အတွက်အမေဝမ်းသာလိုက်တာကွယ်သားတို့ရဲ့မေတ္တာကိုပြတဲ့အနေနဲ့မွေးနေ့လက်ဆောင်တွေကိုလည်းအမေဝမ်းသာစွာလက်ခံရရှိပါတယ် ဒါအားလုံးဟာအမေပေါ်မှာကြီးစွာသောမေတ္တာတရားနဲ့အမွေးနေ့လက်ဆောင်ပေးခဲ့ကြတယ်လို့တော့အမေယုံကြည်တာပါပဲဒါပေမဲ့ကွယ်ဒါကြီးပေးတဲ့နှစ်ဆောင်ပြိုင်နှစ်ထပ်အင်ကြီးဟာအမေလို တကိုယ်ရဲနေတဲ့အမေဟိုကြီးတွတ်တော့တိတ်ကိုချီလွန်ပါတယ်တန့်ရှင်ရေးကိစ္စအစအမေမှာတာဝန်ကြီးရပါကွယ်ကားလက်ပေးတဲ့မာစီဒီစိန်ခံကားကြီးရတယ်ကောင်းတော့ကောင်းပါတယ်ဒါပေမဲ့အမေအနေနဲ့ဒီကားကြီးစီးပြီးတွားလောက်အောင်လဲဝေးတဲ့ခီးစဉ်မရှိတော့ပါဘူးကွယ် ဦးနာဒီနာသွားမယ်ဆိုတော့လေအမေတက်ရွယ်ကိုကကိုတိုင်ကားမမောင်းတဲ့အရွယ်ဖြစ်နေပြီမဟုတ်လားတိတ်ပြီးတော့အတုံးမတည့်ဘူးပေါ့ကွအေးလက်ဆောင်ပစ္စည်းပို့ပေးကြရတဲ့အထက်မှာတားငယ်လေးရတော့အမေကြိုက်ကိုတည်တယ်ဟေ့တားငယ်ပို့ပေးလိုက်တဲ့ကျက်သူရေးလေးကချိုးနေတာပဲစားလို့တိတ်ကောင်းလို့အမေတော့ချမ်းမာရေးတော်တော်ကောင်းသွားတယ်နောက်နှစ်တွေလေဒီလိုပဲပို့နိုင်ပါစေကွရှစ်သက်မိမိ Okay. အဲ့ဒီမဲ့အတုံးတဲမှုနဲ့မတဲမှုရှင်းရှင်းလင်းလင်းမြင်ရမို့လားထိုးပစ္စည်းသုံးမျိုးရဲ့တွင်ချက်တူရေးကအစည်းအနေဆုံးဖြစ်သည် ထိုးစည်းအနေဆုံးချက်တူရေးကမှတမာတန်းစာတအုပ်လုံးကိုအာကုန်ဆောင်နိုင်သောဂုံပုတ်ကိုနှုတ်လိုက်ပါဦးသူ့အသားပဲအတုံးဝင်သည်ဆိုသောအဖြစ်ရလာ၏တိမ်မောင်များစွာအကုန်ခံ၍အတုံးမတဲ့ခြင်းထက်ငွေနေနေနဲ့အတုံးတဲ့ခြင်းကပိုး၍တန်မိုးရှိချောင်းပိုး၍မြင်သာထင်သာရှိပါသည် ရေငက်နေသူအတွက်ဘုရားကျော်ကျွေးခြင်းသည်အသုံးမတည့်သည့်အပြင်အနောက်ရှက်ပင်ဖြစ်နေပြီးဘီယာတစ်ခွက်သာသူ့အတွက်တန်မိုးရှိချောင်းကိုအမြဲချက်ချက်တတိရှက်ပါလေကျွန်တော်ကတော့အမြဲရေငက်နေသူဖြစ်ပါသည်ဘုရားကျော်လေးနဲ့ဆိုတော့အင်းတဲကောင်းပေါ့ဟာဆရာကတော့လှုပ်ပြီဘာပဲပြောပြောသူအမေကြီးတွင် ကဘာကျော်အသွေးခေါ်ပညာရှင်ကြီးဆိုကရေတီထက်တာလွန်သော အချက်တစ်ချက်မထည့်မှပဲတွေ့ရသည်ဒါကလည်းသူတန်ငယ်ပေးလိုက်သောမွေးနေ့လက်ဆောင်ပင်ဖြစ်ပါသည်ဆိုကရေတီသည်မိမိကိုယ်ကိုအဆုံးစီရင်ရန်အစိတ်အသောက်ပြီးတည်ရန်မူမူချိန်တွင် ရုတ်တရက်တတိလည်လာပြီးမိမိတပည့်လူယုံကိုလမ်းခေါ်လိုက်သည်တပည့်ကြီးကလည်းဆရာရဲ့လက်ဆောင်ကိုရှက်ကန်၍မျက်ရည်တွေကျကဆရာတေကန်၏မျက်နှာကိုမမောတမ်းကြည့်ရင်ဆရာရဲ့နောက်ဆုံးမာတမ်းကိုငံ့လင်နေသည် ထိုစကားစုမှာအမိုက်မောင်ဖုံးနေသောမြေကဘာအတွက်ပညာရှိကြီးဆိုကရီတီးကအနာဆုံးပြောခဲ့သောစကားပစ္စုဖြစ်ပါသည်မှတ်ပါလေရှစ်တပည့်ငါအိမ်သားလေးကကြက်လေးတကောင်ရှေးပြီးတော့စွပြုတ်လို့တာဘူးတယ်အဲ့ကြက်ကိုအစင်မပြေတာနဲ့ငါပြန်မပေးရတယ်ဘူးမင်းငါကိုစားအဲ့ဒီကြက်ကျွေးလေးသွားဆက်ပေးပါကွာဟုတ်ဇိုးပြီးတော့အသက်ထွက်သွားပါလေရော အမေကြီးကထိုးပြဒနာကင်းပါသည်တားငယ်ကအမေကိုလိုအပ်တော့လိုအပ်ချက်အတွက်ချစ်သူရဲ့တကောင်ဂျူပို့လိုက်ခြင်းကြောင့်ဖြစ်ပါသည်ကဲဒါတကထုတ်ကြည့်အောင်ကိုအတွက်မိမြလိုအပ်သောပစ္စည်းတွေမိမြပင်တန်ဖိုးဈေးပွားနေစေကမူတန်ဖိုးရှိပါသည်အသက်60ကျော်လူကြီးကဈေးပွားသဖြင့်ချိုလင်းဝယ်ဆုံနေဒီကိုမြင်အောင်ကြည့်ပါ အတုံးမတဲ့တော်လူသည်မိမြလောကံကြိုးစားစေကမူမိမြလောကနဲ့စေကမူအလုံးမဖြစ်ပါဘောအောင်မြင်တိုးတက်လိုသောသူသည်အတုံးတန်မှုရှိသောအလုံးဖြစ်သောလူတရားဖြစ်အောင်အမြင်ဆင်ခြင်ပြင်းစင်တန်ပါသည်ကဲအဲဆိုဒီ topic 27ထဲမှာဆရာပြောတဲ့အတုံးတန်မှုဆိုတာလေးကိုသိချင်တင်တင်ရှာရှာမြင်ပြီလို့ထင်ပါတယ်ခင်ဗျာ ျွန်တော်နဲ့အတူအချိန်ပေးပြီးတော့ live ပါနားဆင် clip ပေးခဲ့ကြတဲ့တော်လန် clip ကဒုတိယခြေစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ clip ပန်ပြူသူတော်လန် clip ကများအားလုံးပဲတဘာဝတရားရဲ့ဘေးအနေဆိုးတွေအာနာရှုဖက်စစ်မိစ္ဆာကောင်ရဲ့အန်ရဲ့လက်တွေ့ကနေပြီးတော့လုတ်ခင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာဟုတ်ကဲ့တော်လန်နေစေနေ့ရများပါခင်ဗျာငုံမခံနဲ့တုံ့ပြန် အန်ဒုတောလံဖတ်စစ်တံကျွန်တော်တို့ရဲ့အခုရှောက်လန်းနေရတဲ့လမ်းကဆယ်မွန်၅လေးတွေရဲ့အိမ်ပြန်လမ်းလိုမျိုးရေစမ်းခရီးလမ်းဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဆယ်မွန်၅လေးတွေရဲ့အိမ်ပြန်လမ်းမှာဆယ်မွန်၅လေးတွေကိုဖမ်းယူစားတောက်တဲ့ဝောင်းဝန်စိုးကြီးနဲ့တွေ့ရတယ်လို့မျိုးကျွန်တော်တို့မှလည်းအခက်ခဲအကြက်တဲ့မျိုးစုံ တွေ့နိုင်ပါတယ်ဗျ။ ဒါပေမဲ့ကျွန်တော်တို့ကအားလုံးစူပေါင်းပြီးအတူတူလက်တွဲပြီးတော့ဒီအကျက်တဲတွေကို အခက်ခဲတွေကိုကြကြခံရင်စားရင်းနဲ့အတူတူအပြန်လမ်းကိုရှောက်လမ်းကြစို့ဗျာ။